င်္ဂလာပါရှင်။ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ဒဂုံအေယာဝေပြေကောင်းဝဲမှာစစ်မှုထမ်းရန်တရက်ထဲအမျိုးသား64ဦးဖမ်းဆီးခံရပြီးရှမ်းပြည်နယ်အရှိပိုင်းကိုခီးတဲ့တင်လေရင်နဲ့ပို့ရန်ပြင်ဆင်နေစဉ်မှာတချို့ဟာထွက်ပြေးလွတ်မြောက်သွားပါတယ်။ပန်ဝါနဲ့ကံပိုင်တိဒေသကချမ်းရင်ခူးစစ်ကန်နဲ့ ဗီဂျီရဲ့တထောင်သုံးတက်ရင်ရဲ့ကာကင်စကန်တစ်ခုကို KIA ကထပ်မံသိမ်းပိုက်လိုက်ပြီးပန်ဝါနယ်ဇက်ကိုစစ်ပေးရှောင်လာတဲ့ပြည်သူတွေကိုတရုတ်ဘက်ကပေးမွေမဲ့ပိတ်ဆို့ထားတဲ့တင်ပါဝင် နောက်ဆုံးရတဲ့တင်တွေကိုတက်ဆက်ပေးပါမရှင်ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ပုတ်ကတော့ ရန်ကုန်တိုင်းလန်တန်အမြွနယ်ကဒဂုံအေရအဝေးပြေးကောင်းဝဲမှာစစ်မှုထမ်းဖို့အတွက်လို့ဆိုပြီးအမည်မသိအရဲဝတ်တွေနဲ့လူတစုကတရက်ထဲမှာအမျိုးသား64ဦးကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့ရှမ်းပြည်နယ်အရှေ့ပိုင်းကို ခီးတဲ့တင်လေနဲ့ပို့ဖို့ပြင်ဆင်နေစဉ်တွင်တချို့ဟာထွက်ပြေးလွမြောက်လာလို့ထွက်ပြေးလွမြောက်လာသူအချို့ကရန်ကုန်ခေတ်စ်ကိုပြပြပါရယ်ဒဂုံအေရအဝေးပြေးကောင်းဝဲမှာအရဲဝတ်လူတစုကတူရဲသွာလာနေတဲ့အမျိုးသားတွေကို ပြစ်မှတ်ထားကစစ်သားတွေစုဆောင်းဖို့ပေါ်တာဆွဲလာတွေက ကိုပေါ်ပေါ်ထင်ထင်လှုပ်ဆောင်လာတာဖြစ်ပြီ ချင်းချောက်ရန်နံမှုတွေကိုပါလှုပ်ဆောင်နေရလို့ဖန်ဆီးခင်ရသူတအိုးကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။ပြီးခဲ့တဲ့အော်တိုဘာလ15နေ့ကဒဂုံအေယာအဝေးပြေးကာဝင်တွင်အမျိုးသား64ဦးကိုအရက်ဝတ်အမည်မသိလူတစုကလိုက်ပို့ပေးမယ်လို့ဆိုပြီးဖန်ဆီးခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါရတယ်။အဲ့ဒီအထဲကအမျိုးသားတဦးဆိုရင်လမ်းမသိလို့ဘယ်ကားစီးရမလဲလို့သွားမေးရကနေသုံးမိန်မောင်းသူတဦးကလိုက်ပို့ပေးမယ်လို့ပြောပြီးရုံးတရုံးကိုခေါ်ဆောင်သွားခဲ့တာလည်းဖြစ်ပါရတယ်။အဲ့ဒီရုံးကိုရောက်တာနဲ့ ဖုန်းနဲ့မပုံတင်ကိုတင်ဆက်လိုက်တာဖြစ်ပြီးစစ်စေးမင်းမြန်းရမှာတေချာပြင်မဖြေလို့ရိုက်နှက်ခဲ့သလိုနောက်မင်းရင်လဲစစ်သားလုပ်ဖို့လာလာလို့ဆိုပြီးအတင်းကျပ်ဖြေခိုင်းတယ်လို့ပေါ်တာဆွဲဖန်းစီခံရသူတူကပြန်လဲပြပြပါတယ်အဲ့ဒီနေရာကနေတစင်ဖန်းစီခေါ်ဆောင်လာသူတွေကိုသွေးစစ်ဖို့နေရာကိုထပ်မံခေါ်သွားပြည့်ရဲ့နောက်မှာယူနီဖောင်းဝတ်စစ်သားတွေက သွေးစစ်ဆေးတာ၊သပင်ညက်တာတွေကိုလှုပ်ဆောင်ခဲ့ပြီးအိမ်ပြန်ခြင်းတယ်လို့ပြောသူနဲ့ကောင်းကောင်းပြန်မဖြေတဲ့သူတွေကိုစစ်သားတွေကရိုက်နှက်ခဲ့လို့လည်းသိရှိရပါတယ်။နောက်တစ်နေ့မှာတော့ဖမ်းဆီးခေါ်ဆောင်လာသူတွေကိုစစ်တပ်နဲ့ပို့ဖို့အတွက်ကျိုင်းတုံကိုလေနဲ့ပို့ဆောင်ဖို့လာရောက်ခေါ်ဆောင်သွားရလို့လည်းသိရှိရပါတယ်။လေစိတ်ကိုရောက်ရှိချိန်မှာပတ်ပုံတင်တဲ့လေလက်မှတ်ပေးကအဝေးကနေစောင့်ကြည့်မှုတွေလှုပ်ဆောင်ပြီးလေရင်ကိုမတက်မီပေါ်တာဆွဲခံရသူတို့ချို့ဟာထွက်ပြေးလွတ်မြောက်လာခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်ရှင်။ ကချင်ပြည်နယ်တရင်တပုတ်ကိုတက်ဆက်ပေးကြပါရယ်ကချင်ပြည်နယ်ပန်ဝါနဲ့ကံပိုင်ဒီဒေတာကချန်ရင်ခူးစစ်စကန်နဲ့ BGF 1003တက်ရင်ရဲ့ကာကင်းစကန်တစ်ခုကို KAI ကထပ်မံသိမ်းပိုက်လိုက်ပြီးပန်ဝါနယ်ဆက်ကိုစစ်ပေးရှောင်လာတဲ့ပြည်သူတွေကိုတရုတ်ဘက်ကပေးမဝင်ပဲပိတ်ဆို့ထားတယ်လို့ KAI စစ်ရေးတရင်မြစ်ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်အော်တိုဘာလ18ရက်နေ့မှာပန်ဝါမြို့နယ်6မိုင်ခန့်အကွာကချန်ရင်ခူးစကန်နဲ့ကံပိုင်ဒီမြို့နယ်9မိုင်ခန့်အကွာက BGF 1003တက်ရင်ရဲ့ကာ ကင်းစခန်းတစ်ခုကို KI ကအပြည့်သက်တိုက်ခိုက်သိမ်းပိုက်လိုက်တာလည်းဖြစ်ပါတယ်။ပန်ဝါနဲ့ကမ်ပိုင်တိဒေသမှာလက်ရှိချိန်ထိတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီးတရုတ်နိုင်ငံဘက်ကစစ်ဘေးတင်းရှောင်လာတဲ့ပြည်သူတွေကိုပန်ဝါနယ်စပ်ဂိတ်မှာတရုတ်နိုင်ငံကပေးမွင်ပဲပိတ်ဆို့ထားတယ်လို့လည်းသိရပါပါတယ်ရှင်။ စကန်းတဲ့တဲ့ဘောကိုတက်ဆက်ပေးကြပါရစေ။စကန်းတန်းမြင်းမှုမျိုးပေါ်ကရဲစခန်းနဲ့အထက်ခတ်တဲ့အကြောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်တပ်သားတွေကိုဝင်ရောက်တိုက်ခတ်ခဲ့ရမှာစစ်တပ်ဘက်က ထိခိုက်သေးဆုံးမှုရှိတယ်လို့မိုးညို Revolution Force MNI အဖွဲ့ကတာဝန်ရှိသူတို့ကပြပြပါရစေ။အော်တိုဘာလ18ရက်နေ့မနေ့တနင်္လာလောက်ကမြင်းမှုမျိုးရဲစခန်းနဲ့အထက်ခတ်တဲ့ဂျာဝင်တွင် တက်ဆွဲထားခဲ့တဲ့အကြမ်းဖက်တပ်သားတွေကိုတော်လန်တပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီလိုတိုက်ခိုက်ရမှာထိတွေ့တိုက်ပွဲမိနစ်20ခန့်ကြာမြင့်ခဲ့သလိုစစ်ကောင်စီတပ်သားတွေကလည်း40မမ60မမ RBGMA ဆက်လက်နဲ့တွေနဲ့ပြင်းထန်စွာခုခံခဲ့လို့လည်းသိရှိရပါတယ်။မနေ့၁၇နိုင်လောက်မှာအကြမ်းဖက်စစ်တပ်ဘက်ကကားရှစ်စီးနဲ့အင်အားထပ်မံဖြစ်တင်းထားလို့လည်းသိရှိရပါတယ်။အဲဒီတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်သားတွေဘက်ကထိခိုက်သေးဆုံးမှုရှိပေမဲ့အရေအတွက်ကိုတော့အတိမပြည့်နိုင်သေးဘူးလို့လည်းသိရပါတယ်ရှင်။ မန္တလေးရသတင်းတပုတ်ကိုတက်ဆက်ပေးကြပါရစေ။မန္တလေးမြို့မဟာအောင်မြေမြို့နယ်ကအကြမ်းဖက်စစ်တပ်နဲ့ပြူစောတိတွေဆွေရနေရကိုတော်လိုင်းတပ်ဖွဲ့ကဝင်ရောက်ပစ်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကထိခိုက်သေးဆုံးမှုရှိတယ်လို့ MD1 Revolution အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရစေ။အော်တိုဘာလ18ရက်နေ့မနက်9နာရီလောက်မှာမဟာအောင်မြေမြို့နယ်53လမ်း55-56ကြားကအကြမ်းဖက်စစ်သားတွေပြူစောတိတွေနဲ့ရက်ွက်အတွင်းကလူမိုက်တွေနေရကိုတော်လိုင်းတပ်ဖွဲ့တွေနေရဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရစေ။ အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာအပြန်အလှန်ပြစ်ခတ်တဲ့အချက်20ခန့်ထွက်ပေါ်လာခဲ့ပြီးအကြမ်းဖက်တပ်သားတွေထိခိုက်သေဆုံးမှုရှိပေမဲ့အရေအတွက်ကိုအတိမပြုနိုင်သေးတယ်လို့အဲ့ဒီလိုပြစ်ခတ်မှုဖြစ်ပွားပြီးရဲ့နောက်တစ်ရက်မှာလည်းအသုဘမန်တပ်တစ်ခုကိုလမ်းပိတ်ကထိုးထားတာတွေ့ရတယ်လို့ MDV Revolution အဖွဲ့ကတာဝန်ရှိသူတို့ကပြောပြပါရရှင့် မကွေးတိုင်းတိုင်းတဘောကိုတက်ဆက်ပေးကြပါရယ်မကွေးတိုင်းခံကောခံရောဒေတာမှာအော်တိုဘာလအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှု၈ကြိမ်လှုပ်ဆောင်ခဲ့ရမှာ YPD ရဲ့ရဲဘော်အုပ်အပါအဝင်၁၀ဟာတစ်ဆုံသွားခဲ့ရလို့ရောဒေတာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်တည်တဲ့နာကိုပြပြပါရယ်အော်တိုဘာလတည့်ရနေ့ကနေအော်တိုဘာလ15နှစ်တိတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲရောဒေတာနေပြည်သူလူထုနေထိုင်ရာ ကျေးရွာတွေပြည်သူတွေကိုအကြက်ဖက်စစ်ကောင်စီတပ်ကလေကြောင်းကနေတိုက်ခိုက်မှုနေ့စဉ်နှိပါဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲ့လိုတိုက်ခိုက်မှုကြောင့်ရောဒေတာပြည်သူ့ကာကွယ်တပ်ဖွဲ့ YPDF ကရဲဘော်ဦးပါဝင်ဆယ်ဦးဟာတေဆုံးသွားခဲ့ရပြီး30ကျော်ဟာဒဏ်ရာရရှိခဲ့သလိုလူနေအိမ်တွေအိမ်မွေးတရစ်ဆန်တွေလည်းထိခိုက်တေဆုံးမှုရှိခဲ့လို့သိရှိရပါတယ်။စစ်ကောင်စီအကြက်ဖက်စစ်တပ်ဟာတိုင်းရင်းသားလက်လက်ကတော်လန်တပ်ဖွဲ့တွေနဲ့တော်လန်တပ်ဖွဲ့တွေရဲ့တံပြန်ထိုးစစ်တွေကြောင့်နေ့စဉ် င်ဆုံးရှုံးမှုတွေကြုံတွေ့နေရပြီးလူလက်နက်အင်အားအစွမ်းကုန်သုံးကအပြင်းထန်ခုခံနေတဲ့အပြင်နေစဉ်နဲ့မြစစ်သားတင်ဆောင်ဒဏ်ရမှုထွက်ပြေးမှုတွေလက်လက်ချအလင်းဝင်သူတွေလည်းများပြားနေသလိုမြေပြင်ထိုးစစ်ဆင်နိုင်တဲ့အခြေအနေမရှိတာကြောင့်ဝေဟင်ကိုအသုံးပြုကစည်ရေးပြတ်မှတ်မဟုတ်တဲ့အရက်သားပြတ်မှတ်တွေကိုပါမချမ်းလူမဆန်စွာတိုက်ခိုက်နေတာဖြစ်တယ်လို့ရောဒေတာပြည်သူ့ကာကွယ်အဖွဲ့ကပြောပြပါရရှင်။ အခုနောက်ဆုံးတက်ဆက်ပေးခြင်းတဲ့တိုင်းတစ်ပုတ်ကတော့မြမအရေးနဲ့ငင်းချမ်းရေးကိုနိုင်ငံတကာပါလီမန်များညီလာခံရဲ့အရေးကြီးကိစ္စတစ်ခုဖြစ်ထဲ့သွင်းဖို့အတွက်ထိုင်းလွတ်တော်အမတ်ကအဆိုပြုထောက်ခံဆွေးနွေးခဲ့တယ်လို့ထိုင်းသတင်းဌာနတစ်ခုရဲ့သတင်းဖော်ပြချက်အရသိရှိရပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာကျင်းပနေတဲ့146ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံမှာထောက်ခံဆွေးနွေးခဲ့တာလည်းဖြစ်ပါတယ်အဲ့ဒီညီလာခံကို NUG ပြည်အောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးဦးဆောင်တယ်မြမလွတ်တော်ကိုယ်စားလှယ်အဖွဲ့ပါဝင်တက်ရောက်ခဲ့လို့လည်းသိ ်ရှိရပါတယ်။မြန်မာနိုင်ငံမှာလူပေါင်း၁၈တန်းကျော်ထိခိုက်နေရပြီး၃တန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်နေရတယ်လို့အဲ့ဒီတဲကထိုင်းနိုင်ငံမှာလာရောက်ခိုးလုံတဲ့မြန်မာတွေလည်းပါဝင်တယ်လို့ထိုင်းလွတ်တော်အမတ်ကပြပြပါရတယ်။ဒါအပြင်ထိုင်းလွတ်တော်အမတ်က NUG ဝန်ကြီးဒေါက်တာဝင်းမြတ်ရေးဦးဆောင်တဲ့အဖွဲ့နဲ့လည်းတွေ့ဆုံခဲ့လို့သိရှိရပါရတယ်။အဲ့ဒီ146ကြိမ်မြောက်နိုင်ငံပါလီမန်များညီလာခံနဲ့ဆက်ဆက်အစည်းအဝေးတွေကိုအော်တိုဘားလ17ရက်နေ့ကနေအော်တိုဘားလ18ရက်နေ့ထိ ကျင်းပနေတာဖြစ်ပြီးဒေါက်တာဝင်းမြတ်ရေးဦးဆောင်တဲ့မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာညီလာခံအစည်းအဝေးတွေအမှုဆောင်ကော်မတီအစည်းအဝေးတွေအမြဲတမ်းကော်မတီအစည်းအဝေးတွေနဲ့ဆက်ဆက်အစည်းအဝေးတွေကိုပအဝင်တက်ရောက်သွားနေရလို့လည်းသိရှိရပါတယ်။ညီလာခံကိုတက်ရောက်လာတဲ့နိုင်ငံလိုက်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း တီးခြားတွစ်ဆုံဆွေးနွေးခဲ့လို့လည်းသိရှိရပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ဟာကမ္ဘာနိုင်ငံပေါင်း180ကျော်ကနိုင်ငံတော်အဆင့်လွှတ်တော်တွေနဲ့ဖွဲ့စည်းထားတယ်။ကမ္ဘာလုံးဆိုင်ရာလွှတ်တော်အဖွဲ့အစည်းတရက်ဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီကိုမြန်မာနိုင်ငံနဲ့မြန်မာပြည်သူတို့ရဲ့တရားဝင်ကိုစားပြုအဖွဲ့အစည်းဖြစ်အသိမဲ့ပြုထားတာလည်းဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်တည်းတွေကိုတက်ဆက်ပေးရပါ။ကြည့်စုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျေးပါများပါ။